စိတ်ခွန်အားတွေကလွန်စွာမှရေးကြီးတယ်ဒါကြောင့်မို့စကလုံးအပြောဆိုတွေကကောင်းမွန်တဲ့စကလုံးတွေကိုပြောခြင်းအဖြစ်မိမိဘဝမှာမိမိရဲ့တငယ်ချင်းတွေမိတ်ဆွေတွေအားလုံးဖွံ့ဖြိုးတိုးတက်စေမှာဖြစ်ပါတယ်လို့လက်ဆောင်စကားပြောကြားပေးလိုက်ပါတယ်ခင်ဗျာတိုးတက်ပါစေအောင်မြင်ပါစေစိတ်ခွန်အားတွေရရှိပါစေဆိုတဲ့ရည်ရွယ်ချက်လေးနဲ့ကျွန်တော်တို့ကားလေးရောင်းချတဲ့အပြင်ကိုကျွန်တော်တို့တွေ knowledge video လေးတွေပါကျွန်တော်တင်ဆက်ပေးပါဖြစ်ပါတယ်အဲ့ဒါရည်ရွယ်ချက်ကောင်းလေးရှိပါရဲ့နော်အဆင်ပြေပါစေအောင်မြင်ပါစေဆိုတဲ့ရည်ရွယ်ချက်နဲ့ပါကျွန်တော်တို့ ဗီဒီယိုလေးကြီးကျွန်တော်အမြဲတမ်းတစ်ဆက်ပေးပါမနေ့ကဖုန်းတစ်လုံးဝင်လာတယ်အဲကျွန်တော်စီကိုကုမိုးကားနုပညာလားဟုတ်ကဲ့ဟုတ်ပါတယ်အဲကျွန်တော်သူလိုချင်တဲ့ကားလေးမေးတယ်ပေါ့နော်အဲချုပ်ကားလေးတွေကတော့ရှိတယ်အဲသူလိုချင်တဲ့ကားလေးတွေတော့မရှိတာတွေလည်းရှိပါတယ်သို့ပေမဲ့ကျွန်တော်ဘာကြားရလဲဆိုတော့ကျွန်တော်တို့ရဲ့စိတ်ခွန်အားတွေကလွန်စွာမှအရေးကြီးတယ်ကုမိုးကားနုပညာအကိုကြီးကုမိုးကားနုပညာကိုအားပေးခြင်းလို့ပါဆိုပြီးတော့အာဘာကားလေးရှိတယ်စမ်းသင်းတစ်ခုခုပေါ့နော်ကားတစ်စီးစီးအားပေးခြင်းလို့ကျွန်တော်ဖုန်းဆက်ပြီးမေးမြန်းကြတာအခုအမြဲတမ်းအားပေးနေတယ်အခု အားပေးနေတာဖြစ်ပါတယ်အားပေးရနော်ဆိုတဲ့စကားလုံးလေးနဲ့ကျွန်တော်တို့အမြဲတမ်းလာတယ်အတရာကိုလည်းတော်တော်ချစ်ခင်လေးစားဖို့ကောင်းတယ်ပြီးတော့ကျွန်တော်စီကိုလူကိုယ်တိုင်လာရောက်ကြတယ်လူကိုယ်တိုင်လာရောက်ရင်လည်းဒီတိုင်းပဲအခုအမြဲတမ်းအားပေးနေတာဖြစ်ပါတယ်ကျွန်တော်တို့ YouTube ကျွန်တော် platform တွေများစွာရှိတယ်နော် YouTube platform မှာလည်းကားလေးတွေရောင်းချပေးတယ်ပြီးတော့ TikTok platform ကျွန်တော် Facebook platform ပြီးတော့ရင်ကျွန်တော်တို့အဲကျွန်တော်ရဲ့ Facebook account လေးနဲ့လည်းရောင်းချပေးဒါကြောင့် platform လေးတွေ၃ခုလောက်ကိုကျွန်တော်တို့ ကျွန်တော်တို့တင်ပြီးတော့ platform သုံးခုကနေကျွန်တော်ရဲ့ video လေးတွေကိုတင်ဆက်ပေးရဖြစ်ပါတယ်ဒီ video လေးတွေကနေပြီးတော့အကျိုးတစုံတရာရရှိကြပါစေဆိုပြီးတော့ UI တင်ဆက်တဲ့အာဖြစ်တယ်ကားလေးတွေလည်းကျွန်တော်ပြသရောင်းချတဲ့ပြင်ကိုကားလေးတွေရောင်းချပေးတယ်ကားလေးတွေပြန်လဲအလဲထက်ပြုလုပ်ပေးပြီးတော့ကားနဲ့ပတ်သက်ပြီးတော့ one stop အနေနဲ့ကျွန်တော်ဆောင်ရွက်ပေးနေတာဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်တို့အားပေးစကားတွေကဒီနေ့ပြောချင်တဲ့အကြောင်းအရာလေးကတော့အားပေးစကားတွေကနော်နေပေပေါင်းစုံစီးပွားရေးပေါင်းစုံကဒူတွေအတွက်ကျွန်တော်တို့တကယ်ကိုကျွန်တော်တို့ခွန်အားဖြစ်စေတဲ့စကားလုံးတွေပါ မိမိဘဝကိုပြောင်းလဲတိုးတက်နိုင်တယ်ဆိုတဲ့အကြောင်းအရာလေးတွေကနေပြီးတော့ဘုသူဒ္ဓတစုံတရာရရှိအောင်ကျွန်တော်တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာအဲကျွန်တော်တို့ပုံမှန်ကျွန်တော်တို့ကကားရောင်းချရတဲ့သူဖြစ်တဲ့အတွက်အရင်တော့ဆိုလို့ကျွန်တော်တို့ကားတွေကိုကျွန်တော်တို့လက်ပိတ်ဆိုင်တွေထိုင်ရတယ်ကျွန်တော်တို့အဝယ်ရောင်းပေါ့နော်တစည်းနှစည်းလေးရောင်းဝယ်ပြုလို့ရတယ်ကားဝယ်ရောင်းပေါ့ပွဲစားလေးလုပ်ရတယ်ဒီလိုပဲလုပ်တဲ့အချိန်မှာကျွန်တော်တို့စကလုံးတွေရှိရအာမင်းကတော့မင်းကတိုးတက်မှာနော်တငငင်းချင်းချင်းပြောကြရနော်ကျွန်တော် လူတယောက်ရှိတယ်ကျွန်တော်ပြောတဲ့လူတယောက်ရှိကျွန်တော်ပုံမှန်ပဲကျွန်တော်ကားလေးရောင်းနေတဲ့နေရာမှာမင်းကတကယ်သိုးတက်မဲ့သူပဲနော်မင်းကအောင်မြင်မှာတနေ့ဒီလိုစကားလုံးလေးကျွန်တော်ပြောလိုက်တယ်အဲ့ဒါကိုကျွန်တော်တို့ကအောင်းတဲ့အရာကိုဆွဲယူပြီးတော့ဟောပြောတဲ့စကားလုံးလေးကတကယ်အောင်မြင်ရမယ်ဆိုပြီးတော့ကျွန်တော်တို့လုပ်ငန်းလေးတွေစတင်ပြီးလုပ်ခဲ့တယ်ဆိုတော့ရှိုးရွန်းတွေစပြီးတော့ဟိုမြန်မာနိုင်ငံကစစ်စစ်စစ်ကျွန်တော်ပြောတဲ့အဆင်ပြေလာတယ်ပေါ့နော်အောင်မြင်တယ်လို့လည်းကျွန်တော်မပြောသေးပါဘူးတိုးတက်ပြီးတော့အဆင်ပြေလာတဲ့နေရာနေသားလေးကိုရောက်လာဒါပေမဲ့တိုးပေမဲ့ပြီးခဲ့တဲ့ သူပြောခဲ့တဲ့ဇကလုံးပြောခဲ့တဲ့နှစ်ခုနှစ်ကပြီးခဲ့တဲ့နှစ်နှစ်လောက်ကပြောခဲ့နှစ်နှစ်ကျော်ကျော်လောက်က၃နှစ်လောက်ကပြောခဲ့၃နှစ်လောက်ကပြောခဲ့တဲ့ဇကလုံးရဲ့ခွန်အားကိုဒီကကျွန်တော်တို့ဘွားမှာမိမိဘွားမှာမိမိကိုယ်ကိုစူးစမ်းရင်သိရှိအောင်ဒီဇိုင်းအဖြစ်အောင်လို့စူးစမ်းလာတာ၃နှစ်ကျော်မှာလုံးဝ different ဖြစ်သွားတယ်ကျွန်တော်လည်းကျွန်တော်ကတော့ကျွန်တော်လက်ပိဆိုင်လေးမှာထိုင်ပြီးတော့ရိုးတနက်မဲ့ရောင်းဝယ်လေးပြီးလို့ရတဲ့ဒီတယောက်ကနေပြီးတော့ရှိုးလုံးပိုင်ရှင်တယောက်အနေနဲ့ကျွန်တော်တို့ရောင်းဝယ်ပြီးလို့လာတယ်ဒါကြောင့်မလို့ကျွန်တော်ပြောချင်တာကဘာကိုပြောချင်တာလဲဆိုတော့ခွန်အားဖြစ်စေတဲ့ဇကလုံးတွေကကျွန်တော်တို့ မိမိရဲ့ပတ်ဝန်းကျင်ကိုမိမိသားသမီးတွေမိမိရဲ့တငယ်ချင်းတွေနော်မိမိစီးပွားတူလူတွေကိုပြောပြပါဒီလိုမျိုးမင်းကတိုးတက်မဲ့သူမင်းကစီးပွားရေးတိုးတက်မဲ့လူအောင်မြင်မဲ့လူမင်းကလူတော်လူကောင်းလေးတစ်ယောက်ပါစသဖြင့်ဒီလိုစကားလုံးတွေပြောခြင်းအပြင်ခွန်အားတစားရမိမိရဲ့စိတ်ထဲကိုရောက်ရှိသွားပြီးတော့နှလုံးသားထဲကိုရောက်ရှိပြီးတော့ဒီလူတစ်ယောက်ကတိုးတက်အောင်မြင်စေဖို့အတွက်အခွင့်အလမ်းတွေများစွာရှိပါတယ်ဒါကြောင့်မလို့ကျွန်တော်ဒီနေ့မှာတော့အော်ကျွန်တော်တို့ပတ်စံမပေးရဘူးပေါ့နော်ငွေမပေးရဘဲနဲ့ကျွန်တော်ဘွားမှာမိမိရဲ့ပတ်ဝန်းကျင်မိမိရဲ့ နိုင်ငံမိမိလူမျိုးတွေအားလုံးဖွံ့ဖြိုးတိုးတက်စေရန်ဆိုပြီးတော့ရည်ရွယ်ချက်နဲ့ကျွန်တော်တို့ဒီစကလုံးလေးကိုလူငယ်တွေအတွက်ဘုသူရတစုံတရာရရှိစေရန်ကျွန်တော်တင်ဆက်ပေးလိုက်ပါတယ်။အဲကျွန်တော်တို့နေပယ်ကျွန်တော်တို့ကကားယောင်ချတဲ့သူဖြစ်ပေမဲ့အခြားအခြားသောစီးပွားရေးတွေကများစွာရှိတယ်။ကျွန်တော်တို့မကြွန့်ကျင်တဲ့နေပယ်တွေမှလည်းများစွာရှိတယ်။ဒါပေမဲ့ကျွန်တော်တို့တူညီတာတစ်ခုရှိတယ်။အားပေးစကားတွေစိတ်ခွန်အားရှိစေမယ့်စကလုံးတွေကိုပြောကြားပေးခြင်းအပြင်မိမိဘဝမှာမိမိ ပတ်ဝန်းကျင်မှာလူတွေအားလုံးတိုးတက်ခွင့်ရိုးစေရန်အားပေးစကားတွေကောင်းမွန်တဲ့စကားတွေခွင့်အားဖြစ်စေတဲ့စကားတွေကိုပြောကြားပေးခြင်းအားဖြင့်ဘဝမှာခွင့်မျိုးတိုးတက်တဲ့လူတွေကျွန်တော်မြန်မာနိုင်ငံမြန်မာနိုင်ငံသားတွေအားလုံးဖြစ်ကြပါသေးလို့ဆုမွန်အောင်တောင်းရင်းနဲ့ကဲကားများစွာကိုဝယ်ယူခြင်းနဲ့ကားလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဆွေးနွေးတိုင်ပင်ခြင်းနဲ့ဆိုရင်အများစွာစိတ်ခွန်အားတွေကိုလည်းပြီးတယ်အကြံဉာဏ်တွေကိုလည်းများစွာပေးနေတဲ့ကုမိုးကားနုပညာစီကိုကြွာလန်းခဲ့ဖို့ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာအားလုံး ရှင်လန်းချမ်းမြေ့ကြပါစေမင်္ဂလာနေ့လေးတွေကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာအားလုံး